လာပါရှင်။ကျမစပယ်ဖြူနုပါ။ဒီနေ့ဖတ်ပြပေးဖို့ရွေးချယ်ထားတဲ့စာစုလေးရဲ့အမည်ကတော့တိခွာပွင့်သူအလွမ်းစာလို့အမည်ရပါတယ်။ကျမဒီစာကို ကျမတို့ကအမကြီးလို့ချစ်ခင်စွာခေါ်တဲ့ဆရာမသမင်အောင်အတွက်အမတ်တရားရေးခဲ့တာဖြစ်ပါတယ်။နားဆင်ကြပါဦးရှင်။တိခွာပွင့်သူအလွမ်းစာ ဘယ်သူမှမခေါ်ဘူးသည်နန်းစားကိုမှ သုံးနှုံးတက်သည့်ချစ်ခင်သူတူကျမမှရှိပါသည်။သူကျမကိုခေါ်တာခွေးညီမလေးတဲ့။အငယ်ဆုံးခွေးညီမလေးတဲ့။သူကိုသူတော့ခွေးအမကြီးဟု သုံးနှုံးတက်ပါသည်။ဒါကလည်းအချင်းချင်းရှိနေချိန်မျိုးမှသာချစ်စနိုးခေါ်တတ်တာပါ။ညာတော့အဖြစ်တော့နမည်ရင်းသာခေါ်တတ်ပါသည်။စာပေနေတဲ့ရောက်ပြီးအချိန်တစ်ခုကြာမှာ ကျမသူ့ကိုစားတွေ့ပါသည် ခေါ်နေကြလို့ဆရာမခေါ်ပေမဲ့အမကြီးတယောက်လိုပဲခံစားရပါသည် သူကလည်းသူ့ကိုသူ အမကြီးကလေလို့ပဲပြောတတ်တာအချို့ကသူ့ကို အမေတဲ့တကယ်အမေလို့အမလို့ပါပဲသူမှထင်ရှားတာကမေတ္တာပြည့်သောအပြုံးဖြစ်သည်အမြဲလို့တွေ့ရတတ်သည့်အပြုံးမျက်နာဖြစ်သည်တွေ့လိုက်တိုင်း မြမတွေလိုကျမတို့ကို စီးဖက်ထားတတ်သည်။သူနစ်ပတ်သက်၍အမတ်တရားအရေးတို့ကို ပြန်တွေးတော့တိခွာပန်းများကိုမြင်ရောက်လာပါသည်။တိခွာပန်းများကို သူနှစ်နှစ်သက်သက်ပန်တတ်တာကျမမှတ်မိပါသည်။သို့တော်လည်းအောက်ကချိတ်လုံးကြီးနင်းတော့အယောင်ချင်းတိုက်ချင်မှတိုက်မှ။တခါတော့ကချိတ်လုံးကြီးကအစိမ့်နူရောင်တိခွာပန်းကခရမ်းရောင်ဟွန်းရောင်ကလည်းမတူဘူး။ ဆိုတော့ channel မှာဒီရောင်မဲ့ပွင့်တာကိုတဲ့သူ့အိမ်ရှိမှာစိုက်ထားသောတိခွာပင်များကိုအိမ်ရောက်ခိုင်တကူးတကာပြခဲ့ဘူးတာလဲသတိရပါသည်ဒီပင်ပေါ်ပန်းတွေပွင့်ပေးနေတာပန်လို့တောင်းမနိုင်ဘူးသွားကြရှင်ခူးပန်လိုက်ရုံပဲတဲ့သူဟင်းချက်ကောင်းတာကျမကြားဘူးပါသည်သို့တော်လဲကျမနဲ့စတွေ့ချိန်မှာတော့သူကအလုံများလာပါပြီ။ သူမတကူစာအလက်ချင်းဘလို့များယူပါမလဲဟုကျမအံ့အားသင်ခဲ့မှုပါသည် သူတစ်ပါးအတွက်ပဲအချိန်ပေးကုံဆုံးတတ်သူပရာဟိတအလို့ပဲစိတ်ထဲရှိသူမှနားချိန်ရောရှိပါရဲ့လားသူကိုတွေးလိုက်ရင်တော့မပင်ပန်းတတ်တော်သလိုအသက်အရွယ်ငယ်နှုသေးသလိုတက်ကြွလန်းဆန်းမြဲပါအမတ်ရပွဲတို့ကိုပြန်ပြောင်းစဉ်းစားတော့တခါတုန်းက အမျိုးသားကဆက်ယုံတညာကိုကျမတတိယလာသည် အဲ့ဒီတုန်းကပြတ်ဆက်ဝင်ကတော့ပထမဆုံးချီပြိသက်နဲ့နှစ်ဖူးတွေဒူးတွေတယောက်ချင်းမိဆက်ချင်းကျမစိတ်လုံရှားဒူးတုံနေခဲ့သည်ဆရာကပြိသက်ကို ကြောက်နေခဲ့သည်မိအောင်တွေကလည်းစူးလိုက်တာကိုလည်းမရောက်ခင်ပြုံးနေရမှာလားခက်တီတီနေရမှာလားမျက်နာပေါ်ကမိကပ်တွေကလည်းထူလိုက်တာနော်လက်ချောင်များအချင်းချင်းစုံနေကကျမထိတ်လန့်နေခဲ့ခြင်း ဲ့ဒီအချိန်မှာပေါ့ဟေးဟေးဟူသောအတန်တိုးတိုးသည်စင်ဤပဲပဲလေကားအနီးမှာပေါ်လာသည် သူသည်မူပိုင်းအပြုံးဖွင့်ခက်ကြီးကြီးနှင့် ကျမတို့ကိုလှမ်းနှုတ်ဆက်နေသည်တယောက်ချင်းနာမည်တွေခေါ်လို့ပြီးတော့လေကျမကြောက်နေခဲ့တာကို သူရှိမိခဲ့သလားမသိမကြောက်နဲ့သီလားဟုတ်လမ်းပြောပါသည်ကျမအချက်ချင်းလင်ငင်အားရှိသွားသည် ရင်မောနိုင်သွားပါသည်။တစ်ချိန်ကအရေးတို့သည် တွေးလျင်မဆုံငေးလျင်လည်းမဆုံတော့ပါ။အခုနေသူပဲစီမှာလဲကျမမသိပါ။မြစ်တာသည် အထီရောက်ဆုံးပံ့ပိုးခြင်းဟုသူယုံကြည်သလိုကျမလည်းယုံကြည်ပါသည်။အဝေးရက်ကနေမြစ်တာပို့တာပါသည်။ကျမ်းပါပါစေ။ဘေးပရာဝေးကွာပါစေ။ချစ်ခင်သူများထံမျော်နေကြမည်တိခွာပွင့်လေးများထံ အမြန်ဆုံးပြန်လည်ရောက်ရှိလာပါစေ။ ဒီစာကို2021ခုနှစ်မှာကျမရေးခဲ့ပါတယ်။အလွမ်းစာအနေနဲ့ရေးခဲ့ဘူးတဲ့စာတို့လေးတပုတ်ကို အမတ်တရအနေနဲ့ပြန်လည်တင်ဆက်လိုက်ပါရရှင်။အဆုံးထိနာဆင်ပေးခဲ့တဲ့အတွက်ဂျေစုအများကြီးတင်ပါရရှင်။နောက်ထပ်ဝိထုတို့တွေစာစုတွေနဲ့အတူ ကျမပြန်လာခဲ့ပါမယ်နော်။